အိမ်များရကလေဖြတ်နိုင်ခြေကိုတိုးစေတဲ့နေလေခင်တရေတမောအိတ်တဲ့ခါတနိုင်ခွဲထက်ကျော်ပြီးတော့အိတ်တက်လာပြီးတော့နောက်တစ်ချက်ကညာအိတ်ချိန်က9နိုင်နဲ့အထက်ရှိနေရလားဒါဆိုရင်တော့သိနေတဲ့ဒီဗီဒီယိုလေးကိုနားထောင်ဖို့မဖြစ်မနေလိုအပ်နေပါပြီလေဖြတ်တာကအခုနောက်ပိုင်းကဘာပေါ်မှာလူအသေးပြောက်များလာစေတဲ့လက္ခဏာတရက်ပါဒီအသေးပြောက်များလာရတဲ့အကြောင်းရင်းကိုလေ့လာဖို့အတွက်သုတေသနတွေကလေ့လာမှုတရက်ပြုလုပ်ခဲ့ကြပါဗျာ။ ဒီလေးလောက်မူရသီးလိုက်တာကလေဖြတ်တာကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတရက်ကအအိမ်များတာကြောင့်လို့ဆိုတာပါအအိမ်များတာကလေဖြတ်တာကိုရင်မဟုတ်ပါဘူးနှလုံးသွေးကြောဆိုင်ရာရောဂါတွေကိုပါဖြစ်စေနိုင်တယ်ဆိုတဲ့သဘောပါကမာတလွားမှာနှစ်ဆင်တက်လာနေတဲ့လေဖြတ်သူအရေအတွက်လေဖြတ်တာကကမ္ဘာတလွားမှာလူတော်တော်များများကိုသေစေတဲ့အကြီးကအကြောင်းရင်းတစ်ခုဖြစ်လို့လာနေပါဗျ။ နှစ်စဉ်ကမ္ဘာတလွားမှာလေးဖြတ်တဲ့ဝေနာကိုခန်းစားရသူဥယေ15တန်းထိရှိနေပြီးတော့ဝေနာခန်းစားရသူတွေက6တန်းလောက်ကသိဆုံးနေကြပြီး9တန်းလောက်ကမတန်ဆွမ်းတဲ့ဘဝနဲ့နေထိုင်နေကြပါတယ်။လေးဖြတ်တာကိုဖြစ်စေတဲ့မတိပန်းလုံးမိနေတဲ့အချက်တရက်လေးဖြတ်တာကိုဖြစ်စေတဲ့အကြောင်းရင်းကတခုမကရှိပါတယ်။စည်းကြိုရှိတာလိုမျိုးယောဂအခန်းတစ်ခုခုရှိနေတာကြောင့်လေးဖြတ်နိုင်တယ်လို့ဆလိန်တောက်တာလိုမျိုးဘဝနေထိုင်မှုပုံစံတွေကြောင့်လည်းလေးဖြတ်နိုင်ပါတယ်။ ဒီဆက်တွေပြင်အရေးပြတာနဲ့တညောက်9နာရီထက်ပိုပြီးတော့အိတ်ဆက်တာတွေကြောင့်လည်းလေးပြတ်နိုင်ခြင်းများစေပါတယ်။တရုတ်နိုင်ငံဝူဟန်ပြည်နယ်မှာရှိတဲ့ဟွာကျုံသိပ်ပံတဲ့ဤပညာတက္ကသိုလ်ကပေါမောက်ခရှောင်းမင်းချန်ဥဆောင်ပြုလုပ်ခဲ့တဲ့လေးလာမှုတရားရနေလခင်ကိုအိတ်ဆက်ချိန်မြတ်မြတ်အိတ်ဆက်တတ်သူတွေကလေးပြတ်နိုင်ခြင်းပိုများတယ်လို့တွေ့ရှိခဲ့ပါတယ်။လေးလာမှုတွဲမှာအသက်62နှစ်အရွယ်အမျိုးသားနဲ့အမျိုးသမီး3150ကိုလေးလာခဲ့တာပါ။ လေးလမှုစားမှာသူတို့ကယောဂတခုခုခံစားနေတာမရှိသလိုလေဖြတ်နိုင်ခြင်းရှိတဲ့အခြားချက်တွေလည်းကင်းရှင်းကြပါတယ်လေးလမှုလုပ်ခဲ့တဲ့ချောင်းနဲ့တာအတွင်းမှာသူတို့ရဲ့နေလည်နေခင်အိပ်စက်မှုပုံစံနဲ့ညဘက်အိပ်စက်မှုအလေးထားတွေကိုလေ့လာခဲ့ကြပါတယ်။လေးလမှုရသိရတာကလေးလမှုမှာပါဝင်ခဲ့တဲ့သူတွေက600ကိုင်းတော့ကနေလည်ကိုတနအိခွဲလောက်အိပ်စက်တတ်ကြပြီး24ရာကိုင်းတော့လောက်ကတညမှာအိတ်ချိန်9နာရီအထက်ရှိနေတာကိုတွေ့ခဲ့ကြပါတယ်။ လေးလောင်မှုရလတ်အနေနဲ့သိလိုက်ရတာကနေလက်ကင်ကိုတနအိခွဲထက်ပို့ပြီးတော့အိဆက်တတ်သူတွေကတခြားသူတွေထက်လေးဖြတ်နိုင်ချေ85ရာခိုင်နှုန်းပိုများနေပြီးတော့တ냐ထမှာအိဆက်ချိန်9နိုင်နဲ့အထက်ရှိနေသူတွေကပုံမှန်ထက်လေးဖြတ်နိုင်ချေ23ရာခိုင်နှုန်းပိုများနေတာကိုတွေ့ရှိခဲ့ကြပါတယ်ဒါပြင်အရေးပြတ်တာများတဲ့သူတွေကလည်းပုံမှန်ထက်လေဖြတ်နိုင်ချေ29ရာခိုင်နှုန်းပိုများနေအောင်လည်းတွေးရှိခဲ့ကြပါဗျ။ ဒါကြောင့်လေပြတ်တောက်ကိုကောက်ွယ်ဖို့အတွက်နေ့လက်ကင်အိတ်တက်တယ်ဆိုရင်တော့နိုင်ဝတ်ထပ်ပို့ပြီးတော့မအိတ်သင်ပါဘူး။ညဘက်ကလည်း9နိုင်ရနေ10နိုင်လောက်ထိပဲအိတ်သင်ပါတယ်။ဒါကြောင့်မတိလိုက်ပဲနေကင်းကိုအိမ်မိနေမယ်ညဘက်ကိုအေးအေးပြတ်ခံတော့အိတ်ချိန်9နာရီထက်ကြော့အိတ်တာမျိုးမလုပ်သင်ပါဘူးအခုပြောခဲ့တဲ့အချက်လေးတွေကိုသတိထားပြီးတော့ကိုကုတ်ကိုလေးဖြန်းနိုင်ကြရနေပြီးတော့ကာကွယ်လိုက်ရအောင်လားရှင်ဟုတ်ကဲ့ပါရှင်အခုလိုဗီဒီယိုလေးတွေကိုပတ်စင်နေစဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ Mental Power Page လေးကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်ရှင် ားလုံးကျေးဇူးများတင်ပါတယ်ရှင်